ွာဥဆိုးလင်းအောင်မာဒီရန်ရာတထုတ်ရန်ရာရက်ကွက်ရွာကောင်းအုပ်စုပေါ့ဟုတ်ပါဒေပြေတောင်ပေါ့အလူကြီးကတော့အနည်းဆုံး၄၀၀500လောက်ရှိပါတယ်ရှိပါတယ်ရှိပါ၄၀၀လောက်ရှိအိမ်တော်သူကတော့350 360လောက်ရှိတယ်ပြတိချုံမုံမှုကတော့ဟိုကတော့မြို့ပေါ်လာတော့တရားကြီးမများဘူးနဲပါတယ်ပြတိချုံမှုရှိတော့ရှိပါတယ်နဲတယ်ဘုံအကြောင်းနဲ့ online ပြူတာတွေပါမဟုတ်ဘူးဒီပါအဲ့လိုဟိုဟာလေးတော့ရှိတာပေါ့ဒီဒေပြေတောင်ဘုံအကြောင်းဆိုတော့ဘူးပြူသွားတယ်လေကလေးလေးတယောက်လည်းတည်သွားတယ်ဟိုပရာကြီးတလူတဲ့ကလေးလေးပေါ့လောလောလေလုပ်ငန်းကန်ကန်နေတော့ပြက်ကုန်တာပေါ့အကျတော့ ဒါပြီးလောကလှုပ်ရှားနေရတာပဲပြက်ကုန်တာဟိုဟာလုပ်ငန်းကန်ကန်လဲလုပ်နေလဲပြက်ကွက်တယ်အဲ့လိုမျိုးဟာဗောစီးပွားရေးပါတယ်နော်ဟာထိကြိုက်တာဗောအဲ့လိုမျိုးလေးတော်တော်ကြတော့နေထိုင်နေစားရေးပဲအကြီးကအကြီးကြီးတာအားလေးဗောဒီမားလေးဒါကြီးတော့သူလူမရှိပါဟာအခုတော့လာလူလန်းတော့ပဲအားရဝန်တာဖြစ်တာဗောပဲဒါမျိုးတွေကဟာလူလန်းတစ်ခွက်ရောက်နေဆိုစားဖို့နေရေးကိုတို့ဒါပန်ပူပြီးတဲ့အတွက်တရားကြီးသူတင်ပါလေဒီအခုလိုမျိုးလာလူရတဲ့အတွက်နောက်နောက်လည်းတွေ့နိုင်ပါသည်တွေ့နိုင်ပါသည်ဘာလို့ဆိုတော့အကုန်လုံးအတွက်ဒါအကောင်းကျိုးလုပ်ပေးတဲ့အတွက် အတိုင်းတည်းမရှိဝမ်းလာပါတယ်။ ွန်းနာမည်ဥပိုက်ပါဒါရွှေကြပင်ရောက်ွက်ဖြစ်ပါတယ်ခင်ဗျာပြည်သူနဲ့မိသားစုလာပြီးတော့မကူလို့ရောက်ွက်မှာရှိနေတဲ့ခုနေသားသမီးအားလုံးကိုရွှေဝင်ပြုစုကျွမ်းပေးတဲ့အတွက်အတိုင်းအဆမရှိယေသူတင်ပါတယ်ခုနေယူပါတယ်မြန်မာလူမျိုးတယောက်အနေနဲ့မြန်မာဖြစ်ရတာတန်ဖိုးရှိတယ်ဆိုတာကိုဒီနေရာမှာကျွန်တော်တို့အဓိပ္ပာယ်ဖွင့်ကျွမ်းတာဖြစ်ပါတယ်ဒါရင်းနေတဲ့တဲ့အစကားဖြစ်ပါတယ်ဒါကြောင့်အားလုံးရဲ့ကိုယ်စားပြည်သူနဲ့မိသားစုဒီထဲပို့ပြီးတော့မှစားတဲ့တပူတို့ပြီးတော့မှဒူတန်တန်းတိုင်း ပြုဝင်နိုင်ပါသည်သူတွေကြီးပါချမ်းသာကြပါသည်မြို့ပါတာသာသနာရဲ့အကျိုးတည်ဖို့နိုင်ကြပါသည်သူအားတွင်ကိုသာသုတော်မေတ္တာပို့တာပါတယ်ခင်ဗျာဒီမှာလည်းကျွန်တော်တို့ပြူကြသွားတာဒီခိုင်းမိတာတွေရှိပါတယ်နော်အသေးပြောက်တွေရှိပါတယ်ဒီမှာလည်းဒီလိုလေအခုရှိတဲ့တတုရှာတဲ့အထက်ကနေအခုလိုဖြစ်သွားတဲ့ခါကျတော့ဘဝပြန်ပြန်ဖြစ်ကြတော့အဲ့ဒီပုံမှာကျွန်တော်တို့အချင်းချင်းဆန္ဒပြီးတော့မှရောက်ကမှရှိတဲ့အုပ်ချုပ်ရေးတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဖြောင်းပြောက်ပါတွေကတန်းဆယ်တော်တန်းတော်တွေကဆောက်ချုပ်ကျွေးမွေးပြီးတော့မှပြန်နေပြီးတော့မှ သူတို့ဘွားလေးတွေတင့်တယ်လောင်ကျွန်တော်တို့ကြိုးစားဆောင်ရပေးနေပါတယ်ခင်ဗျာပြည်သူဆိုတော့အခုဖြစ်ကားသားတော့ကျွန်တော်တို့မီးနဲ့ရေပေါ့အခုတော့ကျွန်တော်တို့ရေတဲ့ဒီမှာတော့အဆင်ပြေသွားပြီမီးတဲ့အဆင်ပြေသွားပြီအဲ့ဒီအတွက်တော့ကျွန်တော်တို့ဒီတိုင်းမှာကျွန်တော်အဆင်ပြေသွားပါပြီဒါပေမဲ့ဘဝရည်ရည်ရေးအတွက်တော့ကျွန်တော်တို့စောင်းဝင်းနေရေးရတော့အမြန်တဲ့ဓာတ်လူဖြစ်နေတဲ့ခါကျတော့ဒါတော့ကျွန်တော်တို့နားလဲပြီးတော့မှပဲအဆင်ပြေအောင်တော့ တရားအားနဲ့ယူတော်ဘုရားအများအပြည့်ရရားဒီဆိုတဲ့ကျွန်တော်တို့ကြိုးစားပြီးတော့မှဝိုင်းဝန်းဆောင်ရွက်ကြမှာဖြစ်ပါတယ်မြန်မာနိုင်ငံမြန်မာလူမျိုးမြန်မာတိုင်းပြည်မှာဗုဒ္ဓဘာသာကူးကွယ်ပြီးတော့မှကျွန်တော်တို့ဒုက္ခရောက်တဲ့အချိန်မှာတကယ်ကိုနော်မိမိတို့ရဲ့ချွေးနေတာတွေကနေပြီးတော့မှခြေတန်းတွင်မိသားစုခြေပန်းစကိုင်းနဲ့မိုဘိုင်းမိသားစုအားလုံးကနေပြီးတော့မှထိုက်တန်တန်လာပြီးတော့မှဝမ်းတက်တာနော်ကျွန်တော်တို့ရေကတဲ့သူကိုရေလာတိုက်တယ်လို့ပဲကျွန်တော်တို့ လိုအပ်တဲ့အချိန်မှာတရားဆွဲတဲ့ကြောင်ဒီရှိတာရင်မိသားစုဟာတာရင်ရဲ့ရပါသည်သူတိုင်းလည်းပြေပါသည်မှန်တိုင်းလည်းပေါ့ပါသည်ထင်းတိုင်းလည်းမြောက်ပါသည်အဋိဒါမြောက်စိတ်ရန်ပေါ့ပြီးတော့နေပိုင်ရောက်ကြပါသည်လို့မိသားစုများပေါင်းများပြပါလေ